ကချင်ပြည်ဗမော်ကတိုက်ပွဲမှာတော့ရှေ့တန်ကကာကင်းစခန်းတချို့ကိုကချင်လူလက်ရေးတပ်မတော် KIA ကပြန်လည်ရယူနိုင်ခဲ့တယ်လို့အရေးပါတဲ့ဗျူဟာမြောက်နေရာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။စက်တင်ဘာလကုန်မှာရွှေပြည်သား KBC ဖရာကျောင်းဝန်နေရာတလျှောက်နဲ့ခလာရ49တပ်နာကကာကင်းစခန်းတွေကိုကချင်လူလက်ရေးတပ်မတော် KIA ကပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလည်းတန်ချက်ကတက်နာတဝိုင်းနဲ့တခြားအေးပါတဲ့ဗျူဟာမြောင်းနေရာ၃နေရာလောက်မှာနှစ်ဖက်ကြားတိုက်ပွဲ အကြီးအကျယ်ဆက်ဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်ခလာရ၄၀ခွန်တက်ရင်နေရာနာတဝိုင်းမှာလည်းတိုက်ပွဲတွေကဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။တိုက်ပွဲထဲစစ်ကော်မရှင်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုကလည်းနေ့တိုင်းရှိရလို့ပြောပါတယ်။ တရက်ကိုအနည်းဆုံး3ခါလောက်လီရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ drone နဲ့ဘုံကျဲမှုကရေတွဲလို့တော့မရဘူးလို့ဆိုပါတယ်။မြေပြင်ကနေလဲစစ်ကြောင်း3ကြောင်း၄ကြောင်းလောက်နဲ့ထိုးစစ်ဆင်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။